အားလုံးပဲမင်္ဂလာပါရှင်ပြုလို့ရအရန်လွယ်ကူတဲ့နှစ်ထပ်အုံလုံးကြောက်ကြော်လေးကိုယနေ့ iftar ဝါဖြစာအတွက်ပြုလို့ဖြစ်ပါတယ်ရှင် channel လေးကို like subscribe လုပ်ပြီးအားပေးကြပါအောင်နော်လို့ဒီခေါင်းလောင်းလေးနေထားမမိတ်နေတော့ပဝင်ပစ္စည်းလေးတွေကတော့တယ်လီဖုန်းကြောက်ကြော်တစ်စိတ်25 gram တကြား400 gram ဒါမှမဟုတ်ရင်တကြားအစိတ်သားဟေတန်1.5 liter စာလက်ဖက်စွန်ဒေးပုံတပုံနဲ့အုံနို့ဘူ400 ml ပါတယ်အုံနို့ဘူအကြီးတပုတ်ကိုအသုံးပြုထားပါတယ်ရှင်ကြောက်ကြောက်ကြုံမဲ့အိုးတွေကို ရေ1.5 l ထည့်ပါမယ်အကားအကားအမုံလေးထည့်ပေးပါမယ် ပြီးရင်တော့တရားအစိတ်သားကိုထည့်ပေးပါမယ်ရှင်စားထည့်ပါမယ်တရားကြောက်ကြော်ရည်ကိုမီဒီယံဟီအသုံးပြုပြီးတော့မှပေါ်ပွက်ဆူလာတွေထိတည့်ပေးပါမယ်ရှင်တရားကြောက်ကြော်ရည်လေးပေါ်ပွက်ဆူလာပြီဆိုအုံလို့လေးလောက်ထည့်ပေးပါမယ်အုံလို့ထည့်ပြီးတဲ့အခါမှာလဲမှွေပေးပါနော် ောပွက်ဆူလာပြီးတော့မှအပြင်ကိုဝေချတတ်လို့ပါ။အုံနှုတ်တကြားကြောက်ကြော်အယောလေးကိုလည်းပောပွက်ဆူလာအောင်တည်ပေးပါမယ်။အလုံးမောင်းတည်ခြင်းက7မိနစ်7မိနစ်ဖြစ်ကြပါတယ်။ပောပွက်ဆူလာပြီဆိုရင်တော့အေးအေးခံမဲ့လင်မန်းနဲ့မှ လောင်းထည့်ပေးလို့ရပါပြီရှင်။ကြောက်ကြော်မျက်နှာပြင်ပေါ်ကပူပေါင်းလေးတွေကိုတန့်ရှင်းတဲ့သွားချထူထန်လေးအသုံးပြုပြီးလိုက်ဖောက်ပေးပါမယ်။အခန်းမူချိန်မှာပဲနှစ်နာရီဒါမှမဟုတ်ရင် ခဲရတဲ့အထိအအေးခံပြပါမယ်ခဲသွားပြီဆိုရင်တော့ လုပ်ရတာကိယကထမများသလိုအရသာလည်းရှိတဲ့အုံနှုတ်ကြောက်ကြော်လေးရရှိပါပြီရှင်။ကိုနှစ်သက်ရပုံစံနှိဖြက်ပြီးတော့မှတခင်သုံးဆောင်နိုင်ပါပြီ။အိမ်မှာအတူလိုက်လို့ကြည့်ပြီးအလုံးအဆင်ပြေကြပါစေနော်။ကျမတို့အိမ်မှာတော့ကြောက်ကြော်လေးတွေကိုဒီလိုနှိဖြက်ပြီးတော့မှအိမ်ကြီးချင်းမိတ်ဆွေများကိုမြစ်တာစာလေးတွေမျှဝေဖြစ်ပါတယ်ရှင်။ စာဝတ်စုံမလုံးလေးတွေကိုပတ်စင်တစ်ဆက်သွားမှာမလို့ channel လေးကို like subscribe လုပ်ပြီးအားပေးကြပါအောင်နော် see you in the next video thank you